မင်္ဂလာမနက်ခင်ပါရှင်။နေပြည်တော်မူလဝတ္တနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်နိုဝင်ဘာလ28ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မူလဝတ္တသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့မနက်6:00နာရီခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အနေအဆုံအပိုချိန်တွေကတော့နေပြည်တော်မှာ14ဒီဂရီဆယ်စီယပ်59ဒီဂရီဖာရဟိုင်းရှမ်းကုန်းမြို့မှာ16ဒီဂရီဆယ်စီယပ်61ဒီဂရီဖာရဟိုင်းနဲ့မန္တလေးမြို့မှာ15ဒီဂရီဆယ်စီယပ်59ဒီဂရီဖာရဟိုင်းတို့ဖြစ်ကြပါသေးတယ်။ ဆိုင်ကလုံးမုံတိုင်းတရင်ဆိုင်ကလုံးမုံတိုင်းတဝါချင်းနေဒီကနေ့မနက်မြန်မာစံတော်ချိန်9:00နာရီခွဲချိန်တိုက်ထွာချက်များအရဒီကလားပင်လယ်အနာတောင်ပိုင်းနဲ့ရင်းနယ်ဆက်စပ်လျက်ရှိတဲ့သတိလင်္ကာနိုင်ငံကမ်းခြေတို့မှာဖြစ်ပေါ်နေတဲ့ဆိုင်ကလုံးမုံတိုင်းတဝါဟာအနာမြတ်ဘက်သို့ရွှေ့လျားခဲ့ပြီးသတိလင်္ကာနိုင်ငံခရီကိုမာလီမြို့အနီးကိုဖြတ်ကျော်လျက်ရှိပါတယ်အဆိုပါဆိုင်ကလုံးမုံတိုင်းတဝါဟာမြန်မာနိုင်ငံကိုကိုအချင်းမျိုးရဲ့အနောက်တောင်ဘက်ရေမိုင်း၈၅မိုင်ခန့်နဲ့အိန္ဒိယနိုင်ငံ ပူရူချယ်ရီမြို့ရဲ့အရှိတောင်မန်းရေမိုင်း240မိုင်ခန့်ကွာပင်လယ်ပြင်ကိုဗဟိုပြူနေပါတယ်။ဆိုင်းကလုံးမုန်တိုင်းတဝါရဲ့လက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ဥတီ၍လျားမဲ့ခြေနေမရှိပါသဖြင့်အဝါရောင်အဆင်ဟုသတ်မှတ်ပါတယ်။ဆိုင်းကလုံးမုန်တိုင်းတဝါရဲ့တီနေယာဗဟိုချက်လေပြားနဲ့လေတိုင်တုံအဆိုပါဆိုင်းကလုံးမုန်တိုင်းတဝါဟာမြန်မာစံတော်ချိန်9နိုင်ခွဲအချိန်မှာမြောက်လက်တီကျ8.1ဒီဂရီနဲ့ အရှိလောင်ကြီးကျို81.2ဒီဂရီမှာရှိပြီးပဟိုချက်လေပြာ998ဟက်တိုပါစကယ်နဲ့အမြင့်ဆုံးလေတိုင်နှုန်းမှာတနအီကို45မိုင်နှုန်းခန့်ဖြစ်ပါတယ်။နောက်82နှစ်အတွင်းခမန်းချက်အဆိုပါဆိုက်ကလုန်းမုန်တိုင်းတဝဟောင်းမြောင်းအနောက်မြောက်ဘက်သို့ရွှေ့လျားနိုင်ပြီးတိရီလင်္ကာနိုင်ငံအရှေ့ပိုင်းကမ်းခြေဒေသများနဲ့ရင်းနဲ့ဆက်စပ်လျက်ရှိတဲ့ဒီကလားပင်လယ်အော်အနောက်တောင်ပိုင်းတို့ကိုဆက်လက်ဖြတ်ကျော်ကအိန္ဒိယနိုင်ငံတမိနာဒုကမ်းခြေနဲ့ ်အင်တာပရာတီတောင်ပိုင်းကန်စီတို့သို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။3 Bay နှုတ်စော်ချံအဆိုပါဆိုင်ကလုန်းမုန်တိုင်းတဝါရရှိကြောင်းမြမပင်လယ်ပြင်မှာလှိုင်းသက်တင်ရှိပါမယ်။လှိုင်းမြမမြမကန်ရတဲ့နှောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာ6ပင်မှ10ပင်ကန်ရှိနိုင်ပါတယ်။အကြံပြုချက်သို့ဖြစ်ပါ၍ဆိုင်ကလုန်းမုန်တိုင်းတဝါရဲ့အရှင်ကြောင့်ပြည်တွင်းလေကြောင်းပြန်တန်းရင်မုတ်တမကွေမွေတနင်္သာရီကရန်တဆောင်နဲ့ကံလွန်ပင်လေပင်တို့ရှိကန်ဒီကန်ဝေးငါဖန်ရင်ရင်မြောင် သင်္ဘောများနေဖြစ်လဲကျိုတင်တရီပြနိုင်မာရဲ့အတိပေးနှိုးစော်အပါရင်ဒီကနေ့မနက်6နာရီခွဲအချိန်မိုးလေဝသဂျိုတို့မှဖိအင်ရရှိတဲ့ပုံအားဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်ကင်းစင်သလောက်ရှိနေပြီကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်အလဲပိုင်းတို့မှာတိမ်အထင်တင်ဖြစ်ထွန်းနေကကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်တုထက်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေမှာတိမ်အထင်တင်ဖြစ်ထွန်းနေပြီးကြံဒေသတွေမှာတိမ်အနှဲငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။ဒီကနေ့မနေ့မြန်မာစံတော်ချိန်9နိုင်ခွဲချိန်တိုင်တော်ချက်များအရာတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖုန်းမုန်တိုင်းကုတ္တဟာအကောင်နဲ့အပူပိုင်းမုန်တိုင်းကုတ္တအဖြစ်အာရောက်သွားခဲ့ပြီး BNN နိုင်ငံဒါနန်မြို့ရဲ့အရှိတောင်ဘက်ရေမိုင်305မိုင်ခန့်ကွာပင်လယ်ပြင်ကိုဗဟိုပြူနေပါတယ်။အဆိုပါအကောင်နဲ့အပူပိုင်းမုန်တိုင်းကုတ္တဟာ အနောက်အနောက်တောင်ဘက်သို့ဖြင်းညင်းစွာရွှေ့လျားနိုင်တယ်လို့ခန့်မှန်းရပါတယ်။မြမပင်လယ်ပြင်မှာလှိုင်းသစ်တင်ရှိပါမယ်လှိုင်းမြမမြမကံရုံတဲ့တစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ6ပေမှ10ပေခန့်ရှိနိုင်ပါတယ်။ဒီကနေ့ညနေထိခန့်မှန်းချက်များအနေနဲ့ကတော့တနင်္လာတိုင်းဒေသကြီးမှာနေရာကွက်ကြောင့်မုထေချုံရွာနိုင်ပါတယ်။ကချင်ပြည်နယ်၊စကန်းတိုင်းဒေသကြီးအထက်ပိုင်း AR တိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတရင်သစ်တင်ဖြစ်ထွန်းပြီး ချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးစကားနယ်ဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်နေပြည်တော်ပဲခူးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာအများဖြင့်တာယာပါမယ်။နေပြည်တော်နဲ့ဤတော်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာအများဖြင့်တာယာပါမယ်။အမြင့်ဆုံးမူချိန်မှာ30ဒီဂရီဆယ်စီယက်86ဒီဂရီဖာရဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်ဤတဝိုက်တွေဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာ တင်းတင်းတင်းဖြစ်ထွန်းပါမယ်။အမြင့်ဆုံးမူချိန်မှာလည်း30ဒီဂရီဆယ်စီယက်86ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ညတဝိုက်တွင်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာအများအဖြစ်သားရပါမယ်။အမြင့်ဆုံးမူချိန်မှာ33ဒီဂရီဆယ်စီယက်68ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်များအနေနဲ့ကတော့စကနဒေသကြီးအပိုင်းမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနေပြည်တော်ပဲခူးတိုင်းဒေသကြီး ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်တို့မှာညအပူချိန်များအနည်းငယ်လျှော်နေနိုင်ပါတယ်။အားကောင်းတဲ့လေပြင်းအားနဲ့ရုံဝင်ခြေနေတဲ့ဒီကနေ့မနက်မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုက်တော်ချက်များအရမလက်ကရေးလက်ကြမှာဖြစ်ပေါ်ခဲ့တဲ့မုံတိုင်းငယ်ဟာအရှိဘတ်တို့ရေးလျားခဲ့ပြီးမလေးရှားနိုင်ငံပေါ်မှာအားကောင်းတဲ့လေပြင်းအားနဲ့ရုံဝင်ဖြစ်သူအားရသွားခဲ့ပါတယ်။အဆိုပါအားကောင်းတဲ့လေပြင်းအားနဲ့ရုံဝင်ဟာနောက်12နာရီအတွင်းအရှိဘတ်တို့ဆက်လက်ရေးလျားနိုင်ပြီး တဖြည်းဖြည်းအာရော့သွားနိုင်တယ်လို့ခန့်မှန်းရပါတယ်။အခုသတင်းဟာဆိုင်ကလုံးမုန်တိုင်းဆင်ရအတွက်ထုတ်ပြန်ပေးတဲ့နောက်ဆုံးသတင်းဖြစ်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မူလဝတ္ထသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြစမ်းမချမ်းသာကြပါစေရှင်။